လက်ရှိအတွင်း38မင်းအပြင်38မင်းအများစုကအစိမ့်တွေတွေလို့ဖတ်မိပါတယ်ဖရာရှင်းပြပေးပါဖရာတပည့်တော်ကတော့ယရနာ၃ပါးပဲစိတ်ထဲမှာရှိပါတယ်တဲ့ပါထေယဝတ်အာတာနာတိယတုတ်ပါဠိတော်၌လာတော်အိန္ဒနတ်ခေါ်တရားမင်းကနေစပြီးတေရီတက်ကယက္ခသေနာပတိနတ်အထိ38ပါးသောနတ်တွေကအတွင်း38မင်းဖြစ်ပါတယ်အဲ့ဒီနတ်တွေကတာမာဒေဝနတ်တွေပါ နှစိမ့်တွေမဟုတ်ပါဘူးเนาะတချို့ကအတွင်း38မင်းကိုနှစိမ့်တွေလို့ထင်တတ်ကြပါတယ်တံမာဒီဝနှစ်တွေပါဒါဆိုရင်နှစိမ့်ကဘယ်ဟာဖြစ်မလဲအပြင်38မင်းထဲမှာအိန္ဒနတ်ကိုတရားမင်းပြန်ပါလာတဲ့အတွက်အိန္ဒနတ်ကိုဖယ်ထားလိုက်ပြီးအိန္ဒွေးမင်းမဟာဂီရိကနေရွံ့ပရင်နဲ့အထိ36ရောက်သောပုဂ္ဂိုလ်တို့သည်နှစိမ့်တွေဖြစ်ပါတယ်သူတို့တွေကညာတော်အဖြစ်အသေးစိုးနဲ့တေးကြရတာပါ ဒါကြောင့်အတွင်း38မင်းအပြင်38မင်းအားလုံးသည်နှစ်စိမ့်တွေမဟုတ်ပါဘူးအပြင်38မင်းထဲက36ယောက်သောပုံကိုယ်တွေကသာနှစ်စိမ့်တွေဖြစ်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်